မင်္ဂလာပါခင်ဗျာကျွန်တော် Linga YouTube Channel ကနေချုပ်ဆိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဗောနော်ဒါဘလက်ကပဗလာဘလုံးဘွဲစဉ်မျိုးဆက်လက်ရွေးချယ်ပေးသွားအောင်မှာလည်းဖြစ်ပါတယ်ခင်ဗျာနော်ဒီဘွဲစဉ်အားလုံးကိုညီကိုတို့အကြိုက်ရှိတူမဲ့ကြိုက်နေတတ်မဲ့ဆိုရင် like ပြီးတော့ support ထားကြပါခင်ဗျာနော်ဒါကတော့ကျွန်တော်ရဲ့စိတ်ကြိုက်ကိုခမရလည်းနဲ့ body လေးကိုဗောနော်တူတူနဲ့လိုရင်းလောက်ပဲရှင်းပြပေးသွားမှာလည်းဖြစ်တယ်ဒီဘွဲစဉ်ဒီအားလုံးကတော့မနေ့ကမနေ့ဒါမိုးလင်းအစောပိုင်းနဲ့ဒါနောက်ကျဘွဲစဉ်တွေလည်းကစားကြမှာလည်းဖြစ်တယ်ကြာဆိုတော့ လည်းကပဖလာပြန်ပွဲစဉ်တွေမှာဆိုရင်၃ပွဲကစားမှာတော့၃ပွဲတော့ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ပထမအောင်ဆုံးပွဲစဉ်ဖြစ်တဲ့ချက်စီပွဲစဉ်တော့ကြချက်စီကတော့ဒီနေ့လူကုန်ထုတ်လာခဲ့တဲ့ဆိုပေမဲ့ပေါ့နော်ဒါသူ့အနေနဲ့ဒီမှာရန်ကဒါလူမကစားသမားလေးလည်းထုတ်သုံးသွားဖို့တော့ရှိတယ်ဒါပေမဲ့တစ်ဖက်အသင်းကလည်းဒါဥရောပရဲ့ဒါနိုင်ငံသေးအသင်းကတက်လာဆိုအထင်သေးလို့တော့မရဘူးဆိုတော့ကျွန်တော်ချက်စီဒီနေ့ကြောပေးထားတဲ့ဘော်ဒီဈေးကပြောင်းလဲသွားတယ်တလို့ပြီးလို့ရှိရင်ပေါ့နော်ဒါအရှုံးဈေးကနေပြီးနောက်တဲ့နှလုံးသူ့ရင်ပြားဆုံးအရှုံးဈေး နှလုံးသွင်းပြားဆုံးအစားလေးကနေနှလုံးသေးသေးတိအခုပေါက်ထားတာတွေ့ထားတယ်ပြာကိုပေါင်းသေးကတော့သုံးလုံးရှုံးသေးတိပေးထားတယ်ဒါမှမဟုတ်ဒီနေ့ရှက်စီးလူကုံဆုံးဝင်ထုတ်လာတော့တယ်မယ်ဆိုရင်တော့ဒီနေ့ဒါရမတ်ကတော့၃မတ်အနိုင်ယူသွားပြီးရှက်စီးလို့ပဲနောက်ထပ်တစ်ဆင့်ကိုတက်ဖို့ဒါအလားလာနေရေပန်းစားသွားလိမ့်မယ်လို့ကျွန်တော်တို့တွေးမိမိတယ်ကိုကမန်ရလကတော့ချက်စီးအနေနဲ့ဒီနေ့3စီးလောက်ထိလောက်တော့ပြီးဆုံးသွားလိမ့်မယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ် စိတ်ကြကိုရွေးချယ်ပေးရရင်တော့ဒါရှက်စီး body ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းတို့ကိုအောက်ကလေးနဲ့လည်းတွဲဆော့ခြင်းနဲ့ညီကိုတို့ body ဆော့ခြင်းနဲ့ဆိုတော့ညီကိုတွေကတော့ဒါရှက်စီး body လေးကိုပေါ့နော် online မှာလည်းဆော့ရညီကိုတွေကတော့နှလုံးသွင်းရင်ပြာဆုံးစားဆေးလေးနဲ့ပေါ့နော်ရှက်စီး body လေးကိုကျွန်တော်ကတော့ရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်နောက်ထပ်ဒါကဘာဖလာကလပ်ပြန်ပွဲစဉ်မှာပေါ့နော်ဒါမနက်6:00နာရီကစားမှဖြစ်တယ်ပေါ့နော်ဒါဘင်ဖီကာပွဲစဉ်သွားမယ် ဘီဘီကားနဲ့နောင်ဘူကံဘွဲစင်မှာဆိုရင်တော့ဘီဘီကားနဲ့လုံးသေးသေးကြောထားတယ်ကိုပေါင်းသေးကနှလုံးအရှုံးကြီးပေးထားတယ်ဖြစ်တယ်။သုံးလုံးတွင်းသွားရင်ကိုပေါင်းသေးကအပြည့်အစားပြဆိုတော့ဘင်ဖီကားကလည်းရှေ့တက်နေအတင်းဆုံးဖြစ်လို့ဒါဥရောပအသင်းငယ်လေးတွေနဲ့ရှင်ပြားမှာဆိုတော့အကောင့်တော့ပေါ်တဲ့နဲ့တော့ဖွက်လာဖို့တော့ရှိတယ်ဗျ။ဒါမှဈေးကွက်ထဲမှာဘင်ဖီကားကစားသမားတွေအကြောင်းဝယ်ပြုလုပ်ဖို့လည်းရှိတယ်ဆိုပေမဲ့ဒီနေ့ဘင်ဖီကားအနေနဲ့ပေါ်တော့ဒါအနိုင်ရရှိဖို့ရေပဲဥတည်ပြီးကစားလာဖို့တော့ရှိတယ်။ကျွန်တော်ကတော့ဒီနေ့စိတ်ကြိုက်ပွဲစဉ်မှာဆိုရင်လည်းဒါဘင်ဖီကားကိုပဲရွေးချယ်ပေးခြင်းပါတယ်။ online pattern မှာဆော်တဲ့ညီကိုတွေကတော့ bimbika body လေးကိုပေါ့နော်တလုံးသွင်းပြာဆုံးစားသေးနဲ့လိုက်ပြီးတော့ဆော်ကစားသေးကျလို့တလုံးသွင်းပြာဆုံးရှုံးသေးလေးနဲ့ရှိသေးရပါခင်ဗျာနော်အဲဒီဈေးလေးနဲ့လိုက်ဆော်ပါဒါကြောင့်မို့ကျွန်တော်တို့ bimbika body ကိုကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးခြင်းနဲ့ နောက်ကြပွဲဖြစ်တယ်ပေါ့နော်မနက်9:00နာရီမှာကစားမယ်ပေါ့နော်ဒါဖမီကိုပွဲစဉ်မှာဆိုရင်ဖမီကိုကနေပြီးတော့တခြားအဲ့တဲ့အတင်းကိုကြောထားတော့လုံးတွင်ပြောင်းဆုံးအရှုံးသေးပေးထားတယ်ကိုပေါင်းသေးကတော့နှလုံးအရှုံးသေးပေးထားတယ်ကြဒီပွဲစဉ်လေးကောင်နည်းနည်းစဉ်းစားစရာတော့ခက်တယ်နှစ်တင်းလုံးကလည်းဒါဥရောပအတင်းငယ်လေးတက်လာတာဆိုပေမဲ့ဒါဖမီကိုကတော့တလုံးတွင်ဒါ ပြသွန်ရှုံးပြီးကြောတာကိုပေါင်းနေနှလုံးရှုံးပြီးပေးထားတဲ့အတိုင်းပါဆိုရင်ကျွန်တော်ရခုခံမရတာဒီနေ့ပွဲစမှာဆိုရင်ဝမ်းဝမ်းဖြစ်သွားသလိုနှစ်တက်လည်းဖြစ်သွားနိုင်ပါတယ်ခဏတော့ကျွန်တော်ရစိတ်ကြိုက်ကတော့ဒီနေ့ဒါတောင်းနဲ့လိုက်ဆော့ခြင်းတော့ကိုပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဆိုတော့ကျွန်တော်ကတော့ဖမ်ပြီးကိုပွဲစမှာဆိုကိုပေါင်းကို online ပဲတဲ့ညီကိုတွေကပေါင်းနှလုံးရှုံးသေးရှိသလိုနှလုံးသွေးပြသွန်ရှုံးသေးရှိသလိုပေါ့နော်ဒါသုံးလုံးသွင်းရင်ကြာသွန်းအစာသေးနဲ့ကိုပေါင်းအောက်ကိုလည်းလိုက်ပြီးဆုတ်လို့ရပါတယ်ကျွန်တော်စိတ်ကြကတော့ family ကိုပွဲစဉ်မှာကိုပေါင်းအောက်ကိုရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ကလပ် ကမ္ဘာကလာပွန်စင်နေတယ်မှာဆိုရင်ပေါ်တော့ဒါ၈စီးပွဲစင်မှာဆိုရင်၈စီးဘော်ဒီလို့ရွေးချယ်ပေးထားပြီးတော့ဘီဖီကာပွဲစင်မှာဆိုရင်တော့ကျွန်တော်ဘီဖီကာဘော်ဒီလို့ဆက်လက်ရွေးချယ်ပေးထားဖြစ်ပါတယ်မနက်၉နာရီရှင်ပြန်ကစားကြမယ်နော်ဖမီကိုနဲ့ပွဲစင်မှာဆိုကိုမအောက်ကိုရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစင်လေးတွေကတော့ဒါကျွန်တော်အကြိုက်လေးရွေးချယ်ပြီးတော့ဒါတင်ဆက်ပေးထားတာဖြစ်တဲ့ကြောင့်မလို့ညီကိုနဲ့အကြိုက်ချင်းတွေ့ရင်တော့ like ပြီးတော့ဒါဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒါ subscribe လေးမလိုရသေးတဲ့ subscribe လုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်လည်းတောင်းဆိုပြရစေခင်ဗျာနော်အားလုံးပဲကံကောင်းကြပါလေခင်ဗျာနော်အားလုံးပဲအထူးပဲ 今天怎么样？